ရှရိပထဝီဇယသဗ္ဗံဒေကအန္တရာယိကံဇယံပိစိကဗုဒ္ဓသဇယံပတိမဟိတယောဇယံဟရောရိဒေဝဇယံမြတ်မတဒရထောဇယနာဂောဇာဝီရုံလောဝိရုပခောသသန္တိမာအိန္ဒောဝိနာတယောဇာကုဝိရောဝရုဏောပိစာအဂိဝရဏောပိစုံနောကုမာရောသတုပါလကော အထာရတမာဒေဝဒုက္ခိတသံပတိတိယောအတိတိမာသာဝကတပ္ပံဇယံတရံတုမိဇေယောဓမ္မောဇာတံဟောဇာတတဗလောဇာဇယကောဣတိနာသစ္စာဝဇိနဇယဒုက္ခဘဝန္တုမိနရာဒေဝသံယမနောယခနာကသကရုဏာ တေပိဒိဋ္ဌဝံပိယာမချံဗုဒ္ဓံမမေဝတိနိဟာဗုဒ္ဓပိစီကဗုဒ္ဓသာအရဟံအဂ္ဂသာဝကသဗ္ဗေကရွန်တုမေမေတံသဗ္ဗေဒိဋ္ဌံတုမထကေဒေတံမေတ္တာနုဘာဝေနသဗ္ဗေရောဂာဒုတိတ္တလာသဗ္ဗေဝေယဝိနံတံတုသဗ္ဗေနတံတုဘဒဝါ ဣမသမေသကဝါလေးသဗ္ဗုဏ္ဏတပါဏိနောအနန္တသကဝါလေးသဗ္ဗုဏ္ဏတပါဏိနောဣမိတတအဝေရာသာအညာမဉ္ဇံပိယဟွန်တုဣမိတတအဝေရာသာအညာမဉ္ဇံဒုက္ခဝွန်တုနေရယိကတိရေသနာပေတံသူရကယမ ဣမိတံဘေယထာတတဒုက္ခမုဇန္တုတထကံတသာကောတိတကံဇာသာထလန်ဇာနဝကောတိယောဒါဏိရဇောပပရိကာတိကာယုကဘဝန္တုတိဩဒံယာဝဘဝကံသာရောယဝဝိစိတောဓမ္မန္တသကဝလေတုယေတတ္တ ပထဝီဇရာအပြာပိဇာနိဝေရာဇဏိဒုက္ခာဇနုပတ္တဝါတပိတ္တာအဝေရာဇသာတပဟိညာတိပိကောင်းကျိုးချမ်းသာမင်္ဂလာပြပြတို့ပြည့်စုံကြပါစေပါဏာယီကောင်းဆောင်တို့ အလေးထား၍ရွတ်ဖတ်တည်စေရမည်ဖြစ်သောအသင်းဖွဲ့တိုင်းတွင်လောကင်ကြသူတို့အမြဲတမ်းအလေးထား၍ရွတ်ဖတ်တည်စေရမည်ဖြစ်သောကာရာတော်ဝိဇယမန္တန်ကာရာသဝိဇယမန္တန်ကိုရွတ်ဖတ်ပူဇော်မဲ့ပုဂ္ဂိုလ်များ အနေဖြင့် ဥစွာပိစယမန္တန်ရဲ့သမိုင်းအကျဉ်းကိုတော့တည်ထားတင်ပါတယ်သို့မှသာဒီကာရတော်ပေါ်မှာတဝင်ယုံကြည်မယ်တဝင်ယုံကြည်တဲ့တရားရုပ်ဖတ်ပူဇော်ကြမယ်ဆိုရင်အကျိုးများတယ်ဒီကာရဆိုတာကလည်းပဲလူရင်းတို့ချင်းဗာဒိဗ္ဗေတွေကိုဖော်ဆောင်တယ်လေဗာဒိဗ္ဗေတွေကိုညွှန်းတယ်လေဆိုတော့ပေစီကဗုဒ္ဓရီ ယဟန္တာရှင်သူမြတ်ဤနတ်ဒီဝါရီနတ်မင်းကြီး၄ပါးတရရထဝိတုရကဝိတုဘကအစာရှိတဲ့နတ်မင်းကြီးဒီနတ်မြမအပေါင်းအာလုံးအာလုံးသောနတ်မြမဒီနောက်တစ်ခါရှင်းကြိတ်သောယဟန္တာအရှင်သူမြတ်ဤရှိမာကျွန်ုပ်ကို အောင်စုပေးပါ ဆိုပြီးတော့တောင်းခံနေ နတ်ဒီပြမာတွေကဘလူတွေအစရှိသူတွေကအင်းကို မြင်တဲ့အခါမှာ ကိုယ့်ရဲ့ယင်ကဖွာတဲ့သားကဲ့သို့တမိကဲ့သို့ချင်းကြပါစီဆိုပြီးတော့လဲဆူတောင်းထားတာတွေပါတယ်။နောက်ဖိယံပိစေကဗုဒ္ဓယဟန္တာအကသာဝကအစရှိတဲ့သရောဇဉ်တွေကိုမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ ပင်လျှောက်တာတွေပါတယ်အဲ့လိုပင်လျှောက်ပြီးတကလာအဲ့ဒီဖရာပင်စေကဗုဒ္ဓယဟန္တာတို့ရဲ့မေတ္တာအာနုဘောကြောင့်ရွတ်ဖတ်တဲ့အကျဉ်းုပ်ရွတ်ဖတ်တဲ့ပုဂ္ဂိုလ်ဒီယောဂါဒီကင်းကြပါစီဘေးဒီကင်းကြပါစီဆိုပြီးတော့ဆုတောင်းတာတွေပါတယ်နောက်ဆုံးမေတ္တာပို့တွေပါတယ်ပေါ့ လိုမေတ္တာပို့လေဤစัจ java လာမှာရှိတဲ့မြားစွာသောအနန္တစัจ java လာမှာရှိတဲ့တတဝါရီနတ်မြမာရီယံကင်းကြပါစီအရှင်ရှင်တဦးနဲ့တဦးချစ်ခင်ချစ်ချစ်ခင်ခင်ချီးကြပါစီတတဝါရီယံကင်းကြပါစီချစ်ကြည်သောမျက်လုံးနဲ့ မြင်နိုင်ကြပါစေပေါင်းသိနိုင်ကြပါစေငရေတလိဆံပိတ်တာအတုရကေအစာရှိကုံသောတတဝါလေးဆင်းရဲကင်းကြပါစေပထဝီမြေအထုနှင့်အမြရှိကြကုန်သော တတဝါအလုံးတို့လည်းပဲကျမ်းမာကြပါစေအသက်ရှိကြပါစေအထကိုဘဝအောက်ကိုဝေစီချီချီသမြသောစัจဇဝလာနန္ဒတို့မှတတဝါတွေသည်ဆိုရင်ခြင်းတွေကင်းကြပါသည်ဒုက္ခတွေကင်းကြပါသည်ဘေးဥပါဒ်တွေကင်းကြပါသည်တတဝါအလုံးတို့ယံကင်းကြပါစေ မိမိရဲ့ဆွေမျိုးမိမိတို့၏မိသင်္ဃာတို့နှင့်ချမ်းသာစွာနေနေနိုင်ကြပါစေဆိုပြီးတော့မှချစ်သူတော်ကောင်းများဖခင်အလောင်းသူတော်စင်ကြီးဆက်ဆိုခဲ့တဲ့ဂါရတော်လည်းဖြစ်ပါတယ် ရိမဇယမန္တရဲ့သမိုင်းကို ပြောရမယ်ဆိုလို့ရှိရင်ခါတဘာကဘုရားလောင်းကမြတ်စွာဘုရားရှင်ဟာဘုရားလောင်းယတိဖြစ်ခဲ့တယ်ဟိမောနာတော်မှာတရင်သုံးတယ်ဘုရားလောင်းကဒီနေ့တော့ဒီကာရာ sorry အခါတဘာဘုရားလောင်းကဟိမွန်တာမှာ ယတိယဟန်ဖြစ်နေဖြစ်ခဲ့တယ်ပေါ့ဘုရားလောင်းယတိယနေစဉ်ဒီကာတာ14ကာတာကို ကြောက်ဖြာဘောကနေပြီးတော့ထိုင်းပြီးတော့အမြဲတမ်းရွတ်ပါတယ်အဲ့လိုရွတ်တဲ့အခါမှာတနေ့တော့တပဒါဋိကမြေခွေးကဘုရားလောင်းစီယတိကာတာတွေတင်ယူလို့တဲ့အကြောင်းတောင်းဆိုတယ်ဘုရားလောင်းကလည်းမြေခွေးရဲ့ ကောင်းကျင့်ဆင်းလဲမှုတွေကိုတီးတဲ့အတွက်ကြောင့်ဒီကာရကသင်မြေခွေးနဲ့မထိုက်တန်ဘူးဆိုပြီးတော့မတင်ပေးပါဘူးဆင်းလဲတဲ့မြေခွေးဟာဖျားလောင်းလဲမတင်ပေးရောဖျားလောင်းအမြဲရွတ်နေကြကြောက်ဖြာအမှပုံနေတယ်နောက်တစ်ခါဖျားလောင်းပြန်လာတဲ့အခါရွတ်ဖို့တရဲစေဖို့ ြောက်ဖြာပေါ်တက်လာတဲ့အခါမှာဒီကြောက်ဖြာကကနေပြီးတော့ရွတ်ဖတ်နေတဲ့အတန်တွေကိုအမြဲတမ်းနားထောင်နေနားထောင်ရင်နားထောင်ရင်လည်းရလာတယ်မြေခွေးကလည်းအမြဲရွတ်တယ်အဲ့လိုရွတ်တဲ့အတော့ကြောင့်တောနေတတော်အလုံးကမြေခွေးကိုဝန်းရံလာကြရတယ်တေကြာစင်ရှင်တဲ့အစရှိတဲ့ သရဝံကြီးတီတောင်မှမြေခွေးရဲ့ဩဇာအာဏာကိုခံကြလာရတယ်။ဒီမန္တန်ရဲ့အစွမ်းကြောင့်ကြောက်ရွံ့လို့မြေခွေးရဲ့အောက်မှာလာပြီးတော့ဩဇာခံရတယ်။ဒါကြောင့်ဒီပထဝီဇယမန္တန်ကိုရွတ်ဖတ်တဲ့နေဒီဃာရာကိုရွတ်ဖတ်တဲ့ဆွေချင်းကြောင့် ဘာသာရေးကောင်းဆောင်တို့သည် အသင်းဖွဲ့တိုင်းမှာကောင်းဆောင်တို့သည်အသင်းဖွဲ့ကမိမိကို အသင်းသူအသင်းသားအလုံးကမိမိအပေါ်မှာလေးစားခြင်းယုံကြည်ခြင်းကိုးစားခြင်းအသင်းသူအသင်းသားများပေါ်မိမိရဲ့တပည့်ဗန်တပန်းမအပေါ်ဩဇာအာဏာညောင်းခြင်းစရှိတဲ့အကျိုးတည်း တရားများကိုပေးစွမ်းနိုင်သောဂါရတော်လည်းဖြစ်တယ်။ဇာဆရာမများလူကြီးသူမများအရာရှိများအားလုံးအားလုံးတို့သည်ယာဒုဌာနန္တရာများတို့တဖို့ရရှိတဲ့ယာဒုဌာနန္တရာများတည်တံ့ခိုင်မြဲဖို့ဆိုလို့ရှိရင် ဒီပထဝီဇယမန္တန်ကို အမြဲတမ်းရွတ်ဖတ်ပွားများဖို့သင်ပါတယ်။ဒါကြောင့်ဩဇာရည်ညောင်းကြဖို့ယာနုအာနန္ဒရာရည်တိုးတက်အောင်မြင်ကြဖို့ပထဝီဇယမန္တန်တော်ကိုရွတ်ဖတ်ပွားများကြပါမိမိရဲ့စကားတွေတည်မြဲဖို့မိမိရဲ့ပြောစကားဆိုစကားမိမိရဲ့အဆုံးအမစကားတွေကို လေထားလိုက်နာဈေးရှင်လို့ရှိရင်လည်းပဲဒီပထဝီဇေယမန္တန်ကိုရုတ်ဖတ်တရေစေကြပါ